သစ္စာပြားကတုတ်တန်တစ်ခုမှာဟောထားတယ်တတောဘိခွေသမ္ပဇာနော ကာလံအကင်ခေယလူတိုင်းလူတိုင်းဟာဘဝခရီးကိုရှောင်လန်းနေကြတဲ့အခါမှာတတိသမ္ပဇဉ်ညနဲ့ပဲမိမိတို့ရဲ့အချိန်ကိုမျှော်လင့်ဆောင်စားရင်းအလုပ်လုပ်နေကြတာ သတောတံပဇာနောကာလံအကင်ခေယနောက်ဆုံးချိန်ဆိုတာလေးကရှိတယ်ပေါ့အဲ့ဒီနောက်ဆုံးချိန်ရောက်တည်တိုင်းအောင်တတိတံပဇင်ညထားရမယ်သတောအမြဲတမ်းတတိထားရမယ်တံပဇင်ညတတိထားတဲ့အတိုင်းစင်ကျင်တုံတရားထားရမယ်လို့ ဘဝမှာတဏ္ဍပုဂ္ဂိုလ်တွေပဲဖြစ်စီပေါ့နေ့စဉ်သွားလာလှုပ်ရှားတဲ့နေရာမှာတတိပဌာဝဆင်ခြင်တုတ်တရားခင်းမဲ့သွားပြီဆိုလို့ရှိရင်မှမရင်းရင်းနေဖြစ်ပေါ်လာတတ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားကမြဲတမ်းတတိရှိဖို့နဲ့မြဲတမ်းဆင်ခြင်တုတ်တရားရှိဖို့အဲ့ဒီနှစ်ခုဟာအရေးကြီးဆုံးအဖြစ်ဖြစ်ဟောကြားတယ် မဟာတတိပ္ပဏသုံးမှာတတိတံစင်ညာပပဆိုပြီးတော့နေ့စဉ်လေ့ကျင့်ဖို့တောင်မှပဲမြတ်စွာဘုရားဟောကြားထားရတာဖြစ်တတိဟာအလွန်ရေးကြည့်တယ်ဆိုတာတတိစခွာဟံဘိက္ခူတပ္ပတိကံဝဒာမိတတိဆိုတာဘယ်အချိန်မှပဲဖြစ်ဖြစ်ပိုသွားတယ်လို့မရှိဘူးအမြဲတမ်းပဲတတိဟာလိုအပ်နေတာမို့အပူမရှိတဲ့တရားလို့ဒီလိုတောင်ဆိုတာ ချိန်မရွေးစိတ်တအခြေအနေဘယ်လိုပဲရှိရှိတတိဟာလိုအပ်နေတာပဲအမြဲတမ်းအဲ့ဒီတတိရဲ့ထင်းကြောင်းမှုလွတ်သွားပြီဆိုလို့ရှိရင်တော့တတိမပါလို့ရှိရင်ပညာဆင်ခြင်မှုဆင်ခြင်တုံတရားဟာလည်းလက်လွတ်သွားတယ်တတိရှိမှဆင်ခြင်တုံတရားဆိုတော့ဝင်လာနိုင်တယ်ပေါ့ဒါကြောင့်မို့တတိကအမြဲတမ်းကိုလမ်းဖွင့်ပေးထားနိုင်မှာ တံစင်ညာဆိုအမှန်ကန်သိတဲ့စင်ကျင်တုံတရားနဲ့အလုံးလုံးကြရတာဖြစ်တယ်ပေါ့ခုလိုစေယုံစေကံလုပ်ငန်းဆိုတာဟာတည်တည်ချာချာလေးလာဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်အေးစီးပွားရေးတစ်ခုအနေနဲ့လုပ်တယ်လို့ပဲပြောစီးပွားရေးလုပ်ကြတာချင်းတူပေမဲ့လို့စေယုံစေကံအလုံးမှာညှော်လင့်ချက်တစ်ခုကပါလဲဆိုရင် ဒီစိတ်ယုံတက်ရောက်ကုသတဲ့ပုဂ္ဂိုလ်တွေယောဂဝေဒနာတွေပျောက်ကင်းပါစေဆိုတဲ့စိတ်ဓာတ်ကတော့မလွဲမသွေရှိဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ယုံရဲ့ဂုံတရင်ဆိုတာဟာယောဂပျောက်ချင်းတာလင်းဖြစ်တယ်စိတ်ယုံတယုံရဲ့ဂုံတရင်ဒီတက်ရောက်ကုသတဲ့ယောဂဝေဒနာတွေပျောက်ကင်းအောင်ကုနိုင်ခြင်းဟာစိတ်ယုံရဲ့ဂုံတရင်ပဲအဲ့တော့ပျောက်ကင်းစေခြင်းနဲ့ဆန္ဒဟာအလွန်ပြင်းပြတာဖြစ်သောကြောင့် ဆရာဇီဝကကြီးကပညာရက်တွေကိုရွေးချယ်ပြီးတော့ကြည့်တယ်။ဘယ်ပညာဟာအကောင်းဆုံးလဲလို့သူစဉ်းစားနိုင်တယ်ဗျစဉ်းစားတဲ့အခါမှာဝိသသိပ္ပံပုပ္ပင်ကမစေပညာအတ္တယောဂဝေဒနာတွေကိုပျောက်ကင်းအောင်ကုသပေးနိုင်တဲ့စေပညာအတ္တဟာမေတ္တာရှည်သွားထားပြီးလောရတဲ့အလုပ်ဖြစ်သည့်အတွက်ကြောင့်အလိုလျောက်ကုသိုလ်ထဲမှာဘောင်ဝင်နေတဲ့လုပ်ငန်းတစ်ခုဖြစ်လို့ ဒီအတ္တဟာအကောင်းဆုံးပဲလို့ဆိုပြီးသူရွေးချယ်ခဲ့တာဖြစ်တယ်။ဒီပြင်အတ္တတွေကတော့စဉ်းစားကြည့်လေဒီပြင်အတ္တတွေနဲ့အသက်မွေးတာဟာတချို့အတ္တတွေကအနေရဟိုကိုယ်အတွက်မှာကောင်းကျိုးချမ်းသာပေးနိုင်ဖို့အနေထားသိပ်ပြီးတော့မရှိရဘူး။အတ္တပညာတိုင်းဟာအပြစ်မကင်းဘူးပေါ့။ဒီအတ္တပညာစွန့်ထက်လာလေလေဒုက္ခတွေဖြစ်လာလေလေဖြစ်တယ်။စေပညာအတ္တဆိုတာတော့ ယောဂဝေဒနာရလို့ဒုက္ခဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုပျောက်ကင်းအောင် ကုသပေးတာဆိုတော့အလိုလျောက်မေတ္တာထားပြီးသားဖြစ်လို့ဝိသသိပ်ပံမေတ္တာပုပ္ပံကမစေပညာတတ်မေတ္တာရှည်သွားထားပြီးတော့လောရတဲ့အတ္တပညာကရုဏာရှည်သွားထားပြီးတော့လောရတဲ့အတ္တပညာဖြစ်လို့ပြမစိုးတရားနဲ့အနီးဆုံးသို့မဟုတ်ပြမစိုးတရားကိုအခြေခံပြီးတော့ဆောင်ရွက်ရတဲ့လုပ်ငန်းဖြစ်လို့အလွန်မွန်မြတ်တယ်လို့ပြောလို့ရတယ် လွန်မွန်မြတ်တဲ့စိတ်ဓာတ်အခြေခံအလွန်မွန်မြတ်တဲ့အလုပ်အဲ့ဒီလိုမွန်မြတ်တဲ့အလုပ်ကိုမွန်မြတ်တဲ့စိတ်တွေနဲ့လောက်ကင်ဆောင်ရွက်ပေးဖို့အမြဲတမ်းတတော်တန်ပစာတော့တတိနဲ့လောရမယ်စင်ကြုံတရားနဲ့လောရမယ်လို့ဒီလိုဆိုတာပေါ့နော်ဒါကစေယုံစေကမှာစေယုံဆိုင်ကတီထောင်ထားပြီးတော့လိုအပ်တဲ့ စ္စည်းများ සේ ဝါများစားစားရလုံးလီသေးမရှိအောင်တည်ထောင်ထားလို့တဲ့ရောက်ကုသတဲ့ပုဂ္ဂိုလ်ရေရောဝိရဏလေးပျောက်ကင်းပါစေဆိုရက်မေတ္တာစေရနာအရင်ခံထားတဲ့ සේ ုံ සේ ဝါပိုင်ရှင်များထားရမယ်စိတ်ဓာတ်နောက်တစ်ခုကတော့ဒီ සේ ုံနဲ့ဆက်ဆက်ပြီးတော့ယောဂဝိရဏကုတဲ့ပုဂ္ဂိုလ်တွေဟာလေကုသတဲ့ဆရာဝန်ဆရာမတွေအနေနဲ့ကလည်း တရားကုသတဲ့ယောဂဝေဒနာရှင်နေယောဂဝေဒနာပျောက်ကင်းပါစေဆိုတာလေသူတို့ဘာလဲဒီစိတ်ထရှိတာရှိပြီးတော့ကုအဲ့ဒါကြောင့်မလို့ယောဂဝေဒနာတွေပျောက်ပြီးတော့ကျမ်းမာသွားတယ်ဆိုလို့ရှိရင်ဝန္တာနေကြဝန္တာနေကြအဲ့ဒီစိတ်ဓာတ်ကောအလွန်ကောင်းမြတ်တဲ့စိတ်ဓာတ်ဖြစ်လို့ယောဂဝေဒနာတွေပျောက်ပါစေဆိုတဲ့ကောင်းမြတ်တဲ့စိတ်ဆန္ဒနဲ့လုပ်ကင်ဆောင်ရွက်တဲ့လုပ်ငန်းတစ်ခုဟာ အလွန်မောမြတ်တဲ့အဗျာဒါနာစီဝိတဒါနာလုပ်ငန်းတစ်ခုပဲဖြစ်တယ်။အဲ့ဒီလုပ်ငန်းကနေပြီးတော့ကိုယ့်ကိုချွတ်ချော်ပြီးတော့မသွားအောင်တိမ်းဆောင်မသွားအောင်တတော်တန်ပစင်တန်ပစာနောတတိထားရမယ်စဉ္ညုံတရားအမြဲထားဥတီချက်တွေပြောင်းလဲမသွားအောင်ကိုယ်စိတ်ဆန္ဒတွေထားဖို့လိုအပ်တယ်ဒုက္ခရောက်လာလို့ဆေးရုံတက်တဲ့ပုဂ္ဂိုလ်ဆိုတာအလွန် ဆရာဝန်ဆရာမကိုအလွန်အားကိုးတကြီးနဲ့လာတာဖြစ်တယ်။အလွန်အားကိုးတကြီးနဲ့လာတဲ့အခါမှာယောဂဝေဒနာရှိတဲ့ပုံကိုယ်တွေဝမ်းမနေရအောင်ဆရာဝန်ဆရာမတွေဖြည့်သိမ့်တဲ့စကားဆေးတစ်ခွက်တိုက်တာလိုပဲအမြဲတမ်းအားရှိသွားတယ်။ယောဂဝေဒနာရှင်နေအားရှိသွားတယ်။ဒါကြောင့်မို့လို့မေတ္တာနဲ့ဆက်ဆံခြင်းမေတ္တာနဲ့ပြောဆိုခြင်း မေတ္တာနဲ့ကုသပေးခြင်းဆိုရက်လမ်းကြောင်းကနေပြီးတော့တိမ့်ဆောင်မသွားအောင်တတော်တန်တဆာနောတတိထားပါဆင်ញေတုံတရားထားပါလို့ဆိုတာအရေးကြီးတယ်ပေါ့နော်ဒါအရေးကြီးဆုံးမြတ်စွာဘုရားဟောလို့တဲ့တရားတွေကအလုံးကိုခြုံငုံပြီးတော့ဟောတာဒါစေယုံပိုင်ရှင်ရောဆေးဆေးဝါကုသတဲ့ဆရာဝန်ဆရာမတွေသူနာပြုတွေရောဝန်တန်းတွေရောဆိုတာလို့အကုန်လုံးဟာ ကိုလုပ်တဲ့လုပ်ငန်းကိုတိမ်းဆောင်မသွားအောင်တတိထားဖို့နဲ့ဆင်ခြင်တုံတရားအမြဲထားမယ်ဆိုရင်တို့တွေဟာကုသိုလ်လုပ်ငန်းကြီးတစ်ခုကိုလုပ်နေတယ်အားလုံးဒီအမျိုးလူမျိုးမရွေးဘာသာမရွေးဆေးရောက်တက်ရောက်ကုသတဲ့ပုံကိုယ်တွေကြံ့မာသွားတာယောဂဝိရဏပျောက်သွားတာတွေ့ရလို့ရှိရင်တို့တွေဟာပျော်ရွှင်ကြတယ်ဆိုတဲ့ဒီမွန်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ ုသပေးကြတာဆိုဒါအလွန်မောမြတ်တဲ့လုပ်ငန်းကြီးတစ်ခုပဲကောင်းမှုကုသိုလ်နဲ့ပြောမယ်ဆိုရင်အဘယဒါနဘေကင်းခြင်းကိုဆိုတဲ့အလှကိုပေးတာပဲစီဝိတဒါနအသက်အလှကိုပေးတာပဲအဲ့တော့ဒီလုပ်ငန်းကြီးဟာတကယ်ကိုကုသိုလ်ရတဲ့လုပ်ငန်းအဖြစ်မိမိရဲ့တတိတံစင်ညာထားလိုက်မယ်ဆိုလို့ရှိရင်နေ့စဉ်နဲ့အမြကုသိုလ်တွေဖြစ်နေမှာပဲ ကုသိုလ်ဆိုဒီမှာစိတ်ကောင်းနှလုံးကောင်းကနေပြီးတော့မွေးထုတ်တဲ့အရာတွေကိုဆွလို့တာအပြစ်ကင်းတဲ့အလုံးမှန်သမျှကုသိုလ်လို့ခေါ်တယ်လှူဒါန်းတာသီလဆောင်တာဒါနကမ္မဋ္ဌာန်းဘာဝနာအထုတ်တာမှကုသိုလ်မဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့ကုသိုလ်ဆိုတာမြင့်မြတ်တဲ့စိတ်ဓာတ်တွေနဲ့လောကဆောင်ရွက်မှုမှန်သမျှတွေဟာအများအကျိုးကောင်းကျိုးဖြစ်ပွားအောင်ဆောင်ရွက်ပေးတဲ့အလုံးမှန်သမျှကုသိုလ်တွေကြီးပဲအကုန်လုံးနော်ကုသိုလ်ဆိုတာ အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့အလုပ်တွေကြီးပဲဒီလိုရှိတာအဲ့တော့နောက်တစ်ခုကတော့အဲ့ရောက်ပြီးတော့ယောဂဝေဒနာကိုကုချတဲ့ဒီကိလနာပုဂ္ဂိုလ်တွေပေါ့ယောဂဝေဒနာရှိနေကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီယောဂဝေဒနာရှင်တွေဟာလေယောဂဝေဒနာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာ ဘာလို့အောင်လဲဆိုမြတ်စွာဘုရားတတော်တမဇာနောကာလံအခင်ခေယအချိန်တစ်ခုကိုသူတို့ဟာတတိနဲ့တမ်စင်ကြနဲ့ဆောင်ဆိုင်ရမယ်လို့ဆိုလို့သူတို့အနေနဲ့ဒီတင်းရောက်နေကြတဲ့ဂိလနာတွေအနေနဲ့ကတော့ဘလို့နှလုံးသွင်းရမလဲလို့ဆိုလို့ရှင်ခန္ဓာကိုယ်ကြီးဆိုတာဘသူခန္ဓာပဲဖြစ်ဖြစ်ကိုယ်ဆေးကုပေးနေတဲ့ဆရာဝန်ဆရာမတွေခန္ဓာကိုယ်ပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းရဲ့ခန္ဓာကိုယ်ဟာယောဂရှိတာကြီးပဲဆိုတာကိုနှလုံးသွင်းတတ်ဖို့ပဲအလုံးဘာဖြစ်လို့တော့ဆိုမြတ်စွာဘုရားကဟောတာကိုရလာတာကိုကယောဂါကိုရလာတာဘဝတစ်ခုရလာတာဟာယောဂါကိုရလာတယ်ဆိုတာမြတ်စွာဘုရားအတိလင်းဟောထားတာရှိတယ်ယောဘိခွေရူပတ္တဥပ္ပါဒောဒုက္ခတေသောဥပ္ပါဒော ရောဂဏံထိတိသရမရဏတပတုဘဝလို့အတိတ်တွေကတော့အေးယုတ်တရားဖြစ်ပေါ်လာတာဟာဒုက္ခဖြစ်ပေါ်လာခြင်းပဲယောဂဝေဒနာတွေတရှိလာခြင်းပဲအိုခြင်းနာခြင်းဆိုတာတွေဖြစ်ပေါ်လာခြင်းပဲလို့ဒီလိုဟောထားတာအဲ့တော့ကိုရထားတာကကိုကယောဂာနဲ့ခန္ဓာကိုယ်ရခြင်းတည်ပြီးခန္ဓာကိုယ်ဒီပင်လင်ယောဂာကြီးပဲเนาะ အသက်ဆုံးရှုံးလောက်အောင်ဖြစ်တဲ့ယောဂါမဟုတ်လို့လူတွေကယောဂါလို့မသတ်မှတ်တာအမှန်ကတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကယောဂါသူကသူဒီတိုင်းနေလဲပဲတနေ့ကျတော့ပျက်စီးသွားမှာပဲဘယ်ဟာမှတည်မြဲနေမှာတော့မဟုတ်ဘူးအချိန်တန်လို့ရှိရင်ဒီဟာကြီးကပြုဝိပရိနာမဓမ္မသဘောအရပြိုကွဲပျက်စီးသွားမယ်သဘောတရားကြီးပဲဒီအဲ့လိုဘသူခန္ဓာကိုယ်ပဲရှိဖြစ်ဖြစ် ခန္ဓာကိုယ်ဆိုတာဟာဒီယောဂါပဲလို့ဒီလိုသတ်မှတ်ထားတယ်။နောက်သုံးတန်တစ်ခုမှာမြတ်စွာဘုရားဟောတာဝတ္တကံရူပံဝတ္တကံရူပံတိသမနုပတ္တိခုနကတတိတံစဉ္ညထားပြီးတော့နှလုံးသွင်းစဉ္ညလိုက်မယ်ဆိုရင်ဟောဒီတို့ရထားတဲ့ယုတ်တရားဟာတကယ်တော့တို့တွေအသက်တည်ရတာသူ့လက်ချက်နဲ့အသက်တည်ရတာ ခန္ဓာကိုယ်ကြီးဟာဒီဟောက်ပြန်ပျက်စီးခြင်းအပြင်သူကပဲဖြစ်စီးသွားတာဥပမာမယ်ယုတ်တရားကဖြစ်စီးသွားရင်ဇန်နေယုတ်တွေလည်းယုတ်တရားတစ်ခုကဖြစ်စီးဖောက်ပြန်သွားလို့ရှိရင်ဇန်နေယုတ်တွေကလည်းလိုက်ပြီးတော့ဖောက်ပြန်သွားတယ်ယုတ်တရားတွေဖောက်ပြန်သွားရင်နန္တရားကလည်းရတ္တိနိုင်စွာမရှိတော့ပြိုကွဲသွားတယ်အဲ့ဒီလိုနဲ့ဘဝတစ်ခုဆုံးသတ်တာဟို ဘိန်းတော်ဆရာခတ်ဆန္ဒပြောမယ်ဆိုရင်တော့ရသော်ဘုရားဟောတဲ့တရားမှာပထဝီဓာတ်ပြတ်သွားရင်အာဘောတေဇောဝါယောတို့ဓာတ်ကြီးလေးပါပြတ်သွားမှာပဲတေဇောဓာတ်ပြတ်သွားရင်လည်းအာလုံးပျက်စီးသွားတာပဲဒါကြောင့်မလို့ရုပ်တရားဒီသူတ္တသမားလို့ရသော်ဘုရားဒီလိုဟောတတ်တာဒါကကိုယ့်ကိုယ်ကိုဆင်ញင်သုံးတတ်တတ်ဖို့ပေါ့ဆင်ញင်သုံးတတ်တာဒါအစိုးမြင်ဝါဒမဟုတ်ဘူး လောကလူတွေကထင်ကြတယ်မကောင်းတာတွေမတွေးချင်ဘူးကောင်းတာပဲတွေးချင်တယ်ဆိုတော့မတွေးချင်လို့ရမလားလို့ဆိုမရဘူးတွေးချင်အားဖြင့်ဘယ်လိုအကျိုးရှိလဲမတွေးချင်အားဖြင့်ဘယ်လိုအကျိုးရှိလောကလူတွေက ပုံကွယ်ချင်ကြတယ်အမှန်တရားဆိုမသိချင်ဘူးမသိချင်တော့ဟိုသိရင်စိတ်ဆင်းရဲတယ်လို့ဒီလိုပြောကြတယ်အမှန်ကတိလာပြီးတဲ့နောက်မှာ စိတ်မဆင်းရဲအောင်ဘယ်လိုလုပ်ရမလဲကြိုတင်သိထားခြင်းအပြင်မိမိအဖို့မှာပြင်ဆင်ခြင်းတွေအများကြီးရကောင်းတာတွေလုပ်ဖို့အချိန်တွေအများကြီးရကြိုတင်သိခြင်းဟာအလွန်ကောင်းတယ်လို့ပဲပြောမသိလဲဒီပုံစံသွားမှာပဲသိလဲဒီပုံစံသွားမှာလောကလူတွေကစိတ်ညစ်တာတစ်ခု ထပ်ပေါက်ရှာတဲ့အခါမှာမသိခြင်းဆိုတဲ့အမိုက်အမှောင်အောက်ကိုဝင်ရောက်ပြီးတော့ပုန်းခိုခြင်းညာတယ်သို့တော့ဘလောက်အမှောင်နဲ့ပုန်းနေနေ ဒါရဲ့ပျက်စီးမှာပဲအဲ့တော့တိတိလေးနဲ့ပျော်ပျော်လေးနဲ့ပျက်စီးတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့တိတိလေးနဲ့ကိုယ့်ကိုယ်ကာကွယ်နိုင်ရမှာပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့မတိတာဟာအမှောင်ပဲတိမအလင်းရောင်နေရတာတိပြီးတော့စိတ်မဆင်းရဲအောင် အတွေးတွေကမှန်ကန်တဲ့အတွေးတွေတွေးထပ်ဖို့ပဲလိုအပ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကသင်တာပေါ့တတောတံပဇာနော တတိရှိပါခုနလိုจุติင်ပြီးတော့ဆင်ញင်စဉ်းစားကြည့်တို့ရဲ့ခန္ဓာကိုယ်ဟာတို့ခန္ဓာကိုယ်ရလာတဲ့ကလေးကိုကယောဂရလာတာဘာမှဆင်ញင်စရာမလိုဘူးခန္ဓာကိုယ်ဆိုတာယောဂကြီးပဲအဲ့ဒီယောဂကြီးဟာ တနေ့ကြလို့ရှင်သူကပျက်စီးသွားနိုင်တာပဲဘလို့နေနေအချိန်စိတ်ရင်ပျက်စီးသွားမဲ့အရာသာလင်ဖြစ်တယ်လို့จุติင်စဉ်းစားထားတာအဲ့ဒီလို့ အပြက်တွေအစိုးတွေကို ကြည်တာကိုလူတွေကပစ္စမစ်ဇင်းလို့ပြောကြတယ်ပစ္စမစ်ဇင်းဆိုတာကဒီဘယ်အရာပဲဖြစ်ဖြစ်အစိုးဘက်ကပဲကြည်တာဒီဟာကအစိုးဘက်ကြည်ပဲကြည်တာမဟုတ်ဘူးအစိုးရှိတယ်ဆိုတာသိအောင်လုပ်တာပဲเนาะအေး optimism ဆိုတဲ့အကောင်းဘက်ကနေကြည်တဲ့ပုံစံတွေဟာလည်းပဲအစိုးနဲ့တွေ့တာပဲအစိုးဘက်ကကြည်တဲ့ပုံစံဟာလည်းအကောင်းနဲ့ပဲတွေ့တာပဲ အမှန်ကတော့အဆိုးနဲ့အကောင်းဆိုတာတွဲနေတာတွဲနေတော့ကိုကဘာဖြစ်ရ realism ပေါ့အမှန်သိအောင်လုပ်တာအမှန်ကန်နေပေါ့အမှန်သိအောင်လုပ်ခြင်းအဖြစ်ဘယ်ဟာအဆိုးဘယ်ဟာအကောင်းဆိုတာခွဲခြားသိသည့်အတွက်ကြောင့်အဆိုးကိုဖယ်ရှားပြီးတော့အကောင်းကိုရယူနိုင်တဲ့အခွင့်အရေးရှိတာပေါ့အဲ့ဒါလို့မဟုတ်ဘူးဆိုရင်အဆိုးကြီးပဲမြင်နေလို့လည်းမဖြစ်ဘူးအကောင်းကြီးပဲမြင်နေလို့လည်းမဖြစ်ဘူးအဆိုးနဲ့အကောင်းဘယ်ဟာအဆိုးဘယ်ဟာအကောင်းလို့သိပြီးတော့ r e a l i s m ဆိုတဲ့အမှန်တိတဲ့အမြင်မျိုးနဲ့ထားလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်တန်ဖိုးရှိတာတွေရတန်တရားဆိုတာဘဝခရီးကဒီတိုင်းပဲလျှောက်လန်းနေကြတာလူတွေဟာတဖြည်းဖြည်းအသက်အရွယ်ကြီးလာကြတယ်ကြီးလာတဲ့နည်းအမြတ်ဆုံးယုတ်လာတယ်ယူရင်းလာတယ်ဒါကသဘာဝတရားကြီးပဲအဲ့ဒီသဘာဝတရားကြီးဟာကိုမတတ်နိုင်တဲ့သဘာဝတရားကြီးဖြစ်လို့အနတ္တရဲ့သဘောတရားကိုဆင်ခြင်စဉ်းစားပေးရတယ် စဉ်ချင်းစဉ်းစားလို့ရှိရင်ဘလို့အကျိုးမြတ်တွေရလို့လဲမကောင်းတဲ့တွေတွင်းရင်စိတ်ညစ်ယုံပဲမဟုတ်လားလို့ဆိုစိတ်ညစ်တဲ့ရှူထောင်းကနေကြည့်ရင်တော့စိတ်ညစ်မှာပဲလူတွေကအဲ့တော့စိတ်ချမ်းသာရမယ်ရှူထောင်းကနေကြည့်ရအေးဒီအဆိုးတွေကတို့အကောင်းတွေပါထုတ်နိုင်တယ်လေအကောင်းတွေဘလို့ရအောင်ယူမလဲအရှုံးတွေက အမျက်ဆိုတာရှိတယ်အဲ့ဒီအရှုံးတွေကအမျက်ကိုတို့ရအောင်ယူမယ်တို့တွေမှာအခုရှိနေတာအသိဉာဏ်တွေရှိနေတယ် ဒီယုတ်ခန္ဓာကိုနံခန္ဓာကိုကြီးကိုအကြောင်းပြုပြီးတော့တန်ဖိုးရှိတဲ့အသိဉာဏ်တွေတို့ရအောင်ယူပါဒါတွေကုသဏမှာတိဆောက်ရမယ်လေ့ကျင့်ရမယ်အဲ့ဒီဟာသာလင်တို့အတွက်အမြတ်ပဲခန္ဓာကိုကြီးဆိုတာတနေ့အလုံးဟာပြစ်ထားကြရမှာကြီးပဲပြစ်ထားကြရမယ်ခန္ဓာကိုအတွက်အချိန်ဖြုံးပြီးတော့ဝမ်းနေမနေဘူးမဟုတ်လေဒီခန္ဓာကိုကြီးကပြစ်ထားကြရမှာအဲ့ဒါကြောင့်မို့လို့ဒီထဲကရနိုင်တဲ့အမြတ်ကိုပဲတို့ရအောင်ယူမယ် အဲ့တော့ရနိုင်တဲ့အမြတ်ဆိုတာပါလဲလို့ဆိုရင်အတိညာပဲခုနကပြောတဲ့တတိတံစင်ညာကိုရှေ့တန်းထားပြီးတော့မှန်မှန်ကန်ကန်ဆင်ခြင်တွေးတောခြင်းဖြင့်ရရှိလာမဲ့အကျိုးမြတ်ဟာအလွန်ကြီးမားတဲ့အကျိုးမြတ်ဖြစ်တယ်ပေါ့ဘလို့ကြီးဘလို့ကြီးမားတယ်လေအကျိုးကျေးဇူးဟာဘလောက်ထိအောင်တန်ဖိုးရှိတယ်လဲလို့ဆိုလို့ရှိရင်မှန်မှန်ကန်ကန်မြင်ခြင်းအပြင်လူဟာဘာဖြစ်လဲလို့ဆိုရင် အတွေ့အတာတွေကိုရှော့ချနိုင်လာတယ်။ဆိုပါစို့ခန္ဓာကိုယ်ထဲမှာကိုဒီဓမ္မအမြင်နဲ့ကြည့်လိုက်တဲ့အခါမှာရုပ်တရားရဲ့နံတရားရဲ့ဒီနှစ်ခုပဲရှိတယ်။ရုပ်တရားဆိုတာဒီခုရှိနေရတဲ့ခြုံငုံပြောရင်ဘောဓိကြီးပေါ့။သူ့ရဲ့ရုပ်ခန္ဓာဘောဓိကြီးဟာဒါရုပ်တရားပဲ။အဲ့ဒါကိုအမိပြုတ်ပြီးတော့အသိစိတ်လေးတွေပေါ်နေတာနန္တရားခံစားမှုတွေလာတယ် ိတာတွေလာတယ်တွေးတာတွေကြံတာတွေလူချင်တာတွေမမောတာတွေဒါတွေလာအဲ့ဒါတွေကနန္တရားအဲ့ဒီယုံနာနှစ်ခုဟာသူ့အကြောင်းနဲ့သူ့အတူဖြစ်တာအဲ့ဒီထဲမှာငါလို့ပြောเสียရမရှိဘူးငါဟာလို့ပြောเสียရမရှိဘူးသို့တော့အလုံးကငါလို့ပဲထင်နေငါဟာလို့ပဲထင်နေကြတယ်ပေါ့ငါမဟုတ်ဘူးငါဟာမဟုတ်ဘူးဆိုတာတေချာလောက်အောင် လေ့လာဆန်းစစ်ပြီးတော့ကြည်နေဖို့လိုအပ်တယ်။အဲဒီလိုကြည်တာ contemplation လို့ခေါ်တယ်။ contemplation လောက်ရမယ်။အနုပတ္တနာအဖန်ပန်အသိဉာဏ်နဲ့ရှုမြင်ပေးရမယ်။ငါလို့ပြောရလောက်အောင်ငါပိုင်တာများရှိသလား။ငါစိတ်တိုင်းကြရော ဖြစ်နေတာလား။သူ့အကြောင်းနဲ့သူဖြစ်နေတာလားလို့စဉ်းစားကြည့်ရ။အဲ့လိုအလေးနဲ့စဉ်းစားကြည့်တဲ့အခါအပေါ်ယံတွင်းရင်ကတော့လူတွေက ငါမရှိလို့ဘယ်သူရှိရအောင်မှာတော့ငါဟာမဟုတ်လို့ဘယ်သူဟာဖြစ်ရမှာတော့ဆိုတဲ့အတွေးတွေကတော့မှန်ကန်တဲ့အတွေးတွေမဟုတ်ဘူးငါမဟုတ်ဘူးဆိုတဲ့ရှုတောင်းဒီထဲမှာတစ်ခုစီကိုစစ်စစ်မေးမြန်းကြည့်လိုက်တဲ့အခါမှာငါလို့ပြောရမယ့်အရာတစ်ခုမှမရှိဘူးဘာလို့လို့ဆိုရင်သာဝရရွေရှားနေတဲ့အရာကြီးတစ်ခုကိုငါလို့ပြောလို့မှမရတာငါလို့ပြောထားလို့လည်းမရဘူးငါဟာလို့လည်းပြောလို့မရဘူးငါလို့တတ်မှတ်လိုက်တာနဲ့ပြောင်းသွားပြီ तू က နော်ကိုသတ်မှတ်လိုက်တဲ့ငါဆိုတာဟာငါလို့ပြောလိုက်တာနဲ့တပြိုင်နဲ့နောက်ကတစ်ခုပြောင်းသွားပြီ copy ဖြစ်သွားပြီနောက်ဟာငါဟာလို့ပြောလိုက်တာနဲ့တပြိုင်နဲ့ရှုပ်တရားနံတရားတွေကအစ်စ်ဖြစ်သွားလို့ copy ဖြစ်သွားအလုံးဆရာဆရာမတွေဆဲလေးတွေဟာပြက်ပြီးတော့နေတယ်အစ်စ်အစ်စ်ဖြစ်နေတယ်ဆိုတာကိုဒါသိပညာရသိနေကြတာပဲစိတ်ရဲ့လျင်မြန်မှုတွေဖြစ်ပြီးပြက်နေတာတွေကိုခံမှန်းပြီးတော့ကြည့်ကြည့်ပေါ့ အခုဒီဒီနေရာမှာမနေ့ကလာဖို့ကြံစီတဲ့စိတ်ကူးတွေအခုထိုင်းနေတဲ့စိတ်တွေဟာအခုထိုင်ပြီးတော့တရားနာနေတဲ့စိတ်တွေဟာစိတ်အသစ်ဖြစ်လာဒီကြားထဲမှာတင်ပဲအဟောင်းအဟောင်းတွေပျောက်ပျောက်ပြီးအသစ်အသစ်တွေရောက်နေတယ်ဆိုတာကိုစဉ်းကျင်စဉ်းစားကြည့်လိုက်ခုနကတုန်းကတန်ခါတွေရွတ်သွားတဲ့ပိယိတရားသံတွေဟာမရှိတော့ဘူးလေပျောက်သွားပြီပျောက်သွားပြီဒီလိုပဲအတန်တွေဟာရှေ့ကအတန်တွေပျောက်နောက်ကအတန်တွေရောက်နေတာ အရာခတ်သိမ်းဟာအတိတ်အတိတ်တည်းကြီးပဲလာနေတယ်အဟောင်းတွေဟာတခုမှမရှိတော့အဲ့ဒီအဟောင်းတွေပြန်လာတယ်ဆိုတာမရှိဘူးအဲတချို့ကတော့စဉ်းစားကောင်းစဉ်းစားလေးပဲ recorder တွေတွင်ထားလို့ရှင်အဟောင်းတွေပြန်လာမှာပါလို့ဒီလိုထင်ကောင်းထင်နေမယ်အဲ့ဒါ copy ပဲအစ်စ်မဟုတ်တော့ဘူးသူကနော်အစ်စ်အနေနဲ့ပြန်မလာတော့ဘူးနောက်ထပ်လာတာတွေကအတိတ်တည်းကြီးပဲအကုန်လုံးဒုက္ခနာကူမှလည်းပဲအဟောင်းဆိုတာပြန်မလာဘူးအတိတ်တည်းကြီးပဲအဲ့တော့ ကိုကိုကငါလို့သတ်မှတ်လိုက်တဲ့အချိန်မှာအဲ့ဒီအဟောင်းကပျောက်သွားပြီနောက်ထပ်လာတာကအသည့်ဆိုထပ်ပြီးသတ်မှတ်ရအောင်မယ်ငါလို့အဲ့တော့ငါဆိုတာတွေလည်းမဆုံးတော့ဘူးငါဟာဆိုတာတွေလည်းမဆုံးတော့ဘူးလို့ဒီလိုတွေးတောဆင်ញင်ကြည့်မယ်ဆိုလို့ရှင်ငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးဒီလိုသိမြင်နိုင်တယ်ပေါ့နော်တချို့ကစောရကတက်တာရှိသေးတယ်အဲ့တော့လောဘဆိုတာမရှိရဘူးပေါ့ လောဘမရှိရင်ဘယ်လိုလုပ်ချမ်းသာနိုင်မှာမလို့ခုလိုချမ်းသာကြွယ်ဝအောင်ကလောဘရှိလို့ချမ်းသာကြွယ်ဝအမှန်ကလောဘဆိုတာတွန်းအားတစ်ခုပဲလောဘကြောင့်ချမ်းသာတာမဟုတ်ဘူးချမ်းသာတာကလုတ်တက်ကြင်တတ်တဲ့အသိဉာဏ်ကြောင့်မချမ်းသာတာလောဘကဈာတဲ့ကနေပြီးတော့သူကနေနမေကောင်းဝင်ယူတာအမှန်ကတော့လောဘကြောင့်ချမ်းသာတာမဟုတ်ဘူးနော်ဆန္ဒနဲ့လေလောဘနဲ့အလားတူတဲ့ဆန္ဒရှိတယ်လူတွေကထင်ကြတယ်လောဘကြောင့်ချမ်းသာနေတယ်လို့ထင်တယ် မဟုတ်ဘူးအတိညာဉ်ကြောင့်ချမ်းသာတာအတိညာဉ်မရှိဘဲနဲ့လောဘကြီးရှိကြည့်ပါလားလောဘကြီးရှိကြည့်ရင်တကိုးရမြပဲဖြစ်သွားမှာပဲလေအတိညာဉ်မရှိလို့တကိုးရမြကြီးစီးပွားမလုပ်တတ်ဘူးလေစီးပွားမလုပ်တတ်ဘူးဘယ်လိုလုပ်ရင်ဘယ်လိုကြီးပွားမယ်ဆိုတာမသိဘူးအဲ့တော့ဘယ်လိုလုပ်ရင်ဘယ်လိုကြီးပွားတယ်လို့ဆိုတာအတိညာဉ်ရဲ့ကိစ္စသာဖြစ်တဲ့လောဘရဲ့ကိစ္စမဟုတ်ဘူးတချို့ကထင်နေအေးလောဘမရှိရင်ဆင်းရဲမှာပေါ့လို့အောင်းမေးတယ် မဟုတ်ဘူးလောဘရှိလို့ဆင်းရဲနေတာလူတွေမှာနောက်ဆုံးမှာတွေးတောเสียရလေးတစ်ခုကလောဘဆိုတာ attachment ပဲလိုချင်တယ်ရပြီးရင်တွေ့တာထားတယ်အဲ့ဒီလောဘကဘာကိုမွေးထုတ်တုံးဆိုရင်တောကကိုပဲမွေးထုတ်တယ်ကောင်းတာကိုမမွေးထုတ်ဘူးသူကအမြဲတမ်းကြည့်လိုက်လေကိုယ်ပိုင်တဲ့ပစ္စည်းတစ်ခုကိုသိမ့်ပိုက်ထားသမျှကလပ်ပလုံးဒီပစ္စည်းအတွက်စိတ်ပူရတယ်ဆိုတာလား ဒီပစ္စည်းကိုရောင်းချလိုက်တဲ့အခါကျအဲ့ဒီပစ္စည်းပေါ်စိတ်မပူတော့ဘူးအဲ့ကြတော့ငွေတုပ်ကြီးပေါ်စိတ်ပူပြန်ရောကိုပိုင်တဲ့ဟာပေါ်မှာပြောင်းနေတယ်ဆိုတဲ့အထိပ္ပယ်ဒါကြောင့်မို့မြတ်စွာဘုရားကဥပမာနဲ့ဟောထားတာရှိသေးဘယ်လိုဟောထားတော့ဆိုအေကမ္ဘုံအာယုန်နေဆိုတာတာထစ်နဲ့အလားတရံတူတယ်တဲ့တာထစ်ကလေးတစ်ခုကိုဒီမှာကြီးတစ်ကောင်ကခြီးသွားတယ်ဆိုတာဆိုခြီးသွားလို့ရှိရင်ခြံနဲ့ကြီးတွေကအဲ့ဒီတာထစ် နှုတ်သီးတဲ့ပါသွားတဲ့ကြီးကိုဝိုင်းစိတ်တာဝိုင်းစိတ်တာတားတဲ့ရှိနေတဲ့ဗျာသူခံရမယ်ဝိုင်းတိုက်ကြအဲနှုတ်သီးကနေတားတဲ့ကိုလွတ်ချလိုက်လွတ်ချလိုက်တာနဲ့တပြိုင်နဲ့နောက်ထပ်ရားသွားတဲ့အကောင်ဝိုင်းနဲ့သူလွတ်သွားရောလွတ်သွားဆိုလိုတာကာမဂုဏ်အာယုံဆိုတာဆုတ်ထားတဲ့မြီးလိုပဲပူးနေမှာပဲလွတ်လိုက်တာနဲ့တပြိုင်နဲ့သူကလွတ်သွားပြီလို့ဒီလိုဆိုလိုတယ်ပေါ့ဒါကြောင့်မို့နော် attachment ဆိုတာဒီ ောကဆိုတာဘယ်လိုလာတာတော့ဆိုရင်နော် attachment ရှိတဲ့နေရာ မှာတောကလာတာပဲမရှိရင်မလာဘူးဒုက္ခကလည်းထို့တူပဲတွေ့တာတဲ့နေရာမှာဒုက္ခဆိုတာလို့လာမတွေ့တာရင်ဒုက္ခဆိုတာမလာဘူးဆရာဝန်ဆရာမတွေကြည့်ပေါ့ကိုအမျိုးကိုသိရင်နေတဲ့ပုဂ္ဂိုလ်ဆိုရင်ကုသတဲ့အခါမှာတချို့ဆိုရင်ဆွေရင်မျိုးရင်းဆောင်ကိုယ်တိုင် မကုဘူးလေသူများကုခိုင်းရတယ်ဘာဖြစ်လို့တော့ဆိုရင်ဆွေရင်စိတ်တွေရှိတာ ဘာဖြစ်လို့စိုးရိမ်တာတော့ဆို attachment မျိုး attachment မရှိတဲ့ကိုယ်နဲ့မသိတဲ့လူဆိုရင်ကုတယ်နော်ဘာလို့တော့ဆိုစိုးရိမ်စိတ်သိမရှိ attachment မရှိတော့ဆိုရင်အဲ့ဒီအတိုင်းပဲသူကလောဘရဲ့ကောင်းကျိုးဆိုတာမရှိဘူးလောဘကြောင့်ချမ်းသာတာမဟုတ်ဘူးအထင်လွဲပြီးတော့လောဘကြောင့်ချမ်းသာတယ်လို့ထင်နေကြတာတကယ်ကတော့အတိညာကြောင့်ချမ်းသာတာတတိတို့တံပစင်းညာတို့ဆိုတာအင်တာမအရေးကြီးတယ်တဲ့ ဘုရားပြဆိုတာအဲ့ဒါကိုဟောတာတတောဘိခွေတမ္ပဇာနောကာလံအကင်ခေယဘဝတခုဖြတ်တန်းနေတဲ့အချိန်မှာတတိနဲ့တမ္ပဇင်ညဒီတခုရှေ့ထားပြီးတော့စကားပြောရမယ်အလောလောရမယ်တွေးရမယ်ကြံရမယ်အကရွေးတတိတမ္ပဇင်ညလက်လွတ်သွားပြီဆိုလို့ရှင်အမားကိုအမှန်ထင်လာတဲ့အမှန်ကိုအမှန်ထင်လာတဲ့ထင်လာလို့တွေးမိပြီပြောမိပြီလုံးမိပြီဆိုရင်လွဲချော်ကုန် အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားတတော်ဘိကွေတမ္မဇာနောကလံအခင်ခေယတတော်တတိရှိရှိတမ္မဇာနောဆင်ញံတုံတရားရှိရှိနဲ့အချိန်တခုစောင့်ပါလို့ဒီလိုဟောကြားတော်မူတာဖြစ်ပါတယ်။အေးဒါကြောင့်မို့ဘုရားမြတ်စွာရဲ့အဆုံးအမကိုခံယူကြတဲ့ဘုရားဗတာဝင်သူတော်စင်တို့ဖြစ်သည့်အားလျော်စွာတတိတမ္မဇင်ညာလက်ကင်ထားပြီးတော့မိမိတို့ဘဝမှာလောက်ကင်ဆောင်ရွက်နိုင်ကြပါစေကုန်တည်း။